950နိဗ္ဗတော်တဲကလက္ခဏမိဃဇက်ကိုဖပြပေးသွားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာလက္ခဏမိဃဇက်အခါရပါ၌နတ်လူတို့ဤဇာဖြစ်တော်မူသောမြတ်စွာဘုရားသည်ရာဇကြိုပြီးဝေလူဝန်ចောင်းတော်၌တည်င်းတုံးတော်မူစဉ်ဒေဝတ္တသည်မြတ်စွာဘုရားထံငါးပါးသောဝတ္ထုတို့ကိုတောင်းပန်၍မရသည်ရှိတော်တန်ခါကိုတင်းခွဲလျက် ယဟန်ငယ်900တို့ကိုဖြာယောင်တွေးဆောင်ကကရာတိဒတို့သွား၍နေလေ၏မြတ်စွာဘုရားလည်းယဟန်ငယ်900တို့ညာရစ်တန်ချင်းတို့ ရောက်နေဒီကိုပြီတော်မူလျင်ရှင်သာရိပုတ္တရာရှင်မဟာမောကလံတာဝကနှစ်ပါးတို့ကို ခေါ်တော်မူ၍ချစ်တာတို့ပင်တို့တပည့်ယဟန်ငယ်900တို့သည်ဒေဝတတ်နှင့်အတူလိုက်ကြကုန်ပြီယဟန်များနှင့် သွားကတရားဟော၍အရဟတဘူဖြစ်ဆင်းမြန်းပြီးငါဘုရားတံပြန်၍ခေါ်ခဲ့ကြဟုမာရာကဆေလွတ်တော်မူပါ रे ရှင်သာရိပုတ္တရာရှင်မာမောဂလန်တို့လည်းယဟန်မြခြံရန်ကဂရာတိဒ္ဓတို့သွား၍ယဟန်ငယ်900တို့ကိုတရားဟောကအရဟတဘူဖြစ်ဆင်းမြန်းပြီးလျင်နတ်နဲ့အာယုဥတ္တချိန်တွင်ခေါ်ယူခဲ့၍မြတ်စွာဘုရားထံသို့ ယောက်ကြကုန်၏ယဟန်တို့လည်းအကိုကြီးတာရိပုတ္တရာအချံရံတစ်ပဲ့900ဖြင့်တင့်တယ်ပါပေသည်ဒေဝတ္တမှာကအချံရံမှာ ဆုတ်ယုတ်သည်ဟုမြတ်စွာဘုရားကိုရှောက်ကြကုန်ပါ रे မြတ်စွာဘုရားသည်ချစ်တာယဟန်တို့တာရိပုတ္တရာမှာယခုမှသာရင်ရွှေမျိုးအပေါင်းတင်းချံရံကတည်တယ်ဒီမဟုတ် ရှေးခါကလည်းတည်တယ်ဘူးပြီးဒေဝတ္တမှာယခုမှသာ ဆွေမျိုးအပေါင်းတင်းရောက်ရော့ဒီမဟုတ်ချေးခါကလည်းရောက်ရော့ခဲ့ဘူးပြီဟုမိတ်တော်မူကအသိဆက်ကိုဆောင်၍ဟောတော်မူပါလေရှေးလုံလေပြီးတော့ခါမာဂရတိုင်းရာစကြိုပြည်ဝဲမာဂရမင်းမင်းပြုတ်ဒီရှိတော်တမင်းတထောင်ချံရန်ကတမင်းမင်းဒီအခုတော့တောအောက်တွင်နေလေဤထိုတမင်းမင်း၌လက္ခဏာမြည်တော်သား ကာလမီတော့တာဟူ၍တာနှစ်ယောက်တို့သည်ရှိကုန်ကြပါ၏။အမေမင်းသည်တာနှစ်ယောက်တို့ကိုခေါ်၍အမောင်တို့ယခုအခါငါမှာအိုမင်းပြီပရိတ်တ်ကိုမထိန်နိုင် အမောင်တို့နှစ်ယောက်သာတစ်ယောက်900စီ ထိန်နေဆောက်ရှောက်ကြလောဟု အန့်နှင်းကအေးချမ်းစွာနေလေ၏ထိုခါမှစ၍အမင်းနှကောင်တို့လည်းအချံယံပရိတ်တ်900စီ ထိန်နေဆောက်ရှောက်ကြကုန်၏ စပားမဲ့ချိန်၌တမင်တို့မှာဘေးရများကုန်ပါ၏စပားစားတော့တမင်တို့ကိုတတ်ရန်ကျင်တူးချင်းညှောက်ပခြင်းဆိုင်ချင်းကြောက်ရန်ရာလှုပ်ချင်းဖြိုးဝက်တော့ကြော့ကွင်းထောင်ချင်းစတဲ့တို့ကိုပြုလုပ်ကြကုန်ပါ၏ထိုဘေးရန်ကြောက်တမင်များပြည့်စည်ခြင်းတို့ရောက်ကုန်၏ထိုခါတမင်မင်းဒီသားနှစ်ယောက်ကိုခေါ်၍အမောင်တို့ယခုအခါစပားမဲ့ချိန်ရောက်သည့်ဖြစ် သမင်တွေပေးရများလာသည်တို့အတွက်သမင်အပေါင်းကိုယူဆောင်၍တောင်ချေရင်တို့ သွားကြလော့စပားရိတ်တိုင်ပြီးချိန်ရောက်မှပြန်လာကြလော့ဟုဆုံးမစကားပြောကြကာလှုပ်လေသမင်တို့လည်းကောင်းပြီဟု အဖစကားနားထောင်ကာအချမ်းရံနှင့်ဖက်သွားကြကုန်၏ကာလသမင်သည်အတိလိမ်မာပညာ ਨੇ ပါသည့်အတွက် သွားတဲ့မသွားတဲ့တော့အချိန်အခါကိုမသိပဲ နေညမရွေးရွာနာတို့သွားလေရာလူတို့ပြစ်ခတ်တက်ဖြတ်ကြတဲ့ဖြစ်တမင်များဆုံပါပြည့်စည်ကာအနေငယ်သောတမင်အချံရန်ဖြစ်တောတို့ဝင်လာခဲ့လက္ခဏတမင်မူကားအတိအလိမ်မှာပညာရစ်တန် ကြီးမားလှတဲ့ဖြစ်သွားတဲ့မသွားတဲ့ထောက်ချက်နှိုင်းချိန်ကသွားလာကြစားတဲ့ဖြစ်ဘေးရန်ကင်းကွာတမင်ပေါင်းများစွာ ချံရန်လျက်တည်တယ်စွာ တော်တို့ဝင်လာခဲ့၏စပားရိုက်ပြီးအချိန်ရောက်၍ဖခင်သမင်ထံသို့ပြန်လာကြတော်အခါကာလသမင်မိုက်မှာအချံရံပြိဋ္ဌမပါသကိုဒီတာပြန်လာလေ၏လက္ခဏသမင်လိမ်မာကသမင်တကောင်မှမပြတ်မစည်းပဲအချံရံ900ဖြစ်တစ်တယ်စွာပြန်လာပါ၏အဖသမင်မင်းဤตาနှစ်ယောက်လာဒီကိုမြင်၍သမင်အပေါင်းတို့အားအမောင်တို့အချစ်သီလရှိ၍ ဓမ္မပတိတန္တာရအာမိတပတိတန္တာရနှင့်ပြည်စုံသူတို့မှာအတိုးစည်းဝါဖြစ်ထွန်းမြဲဖြစ်သည်တတေမှာအကျင့်သီလပတိတန္တာရနှင့်ပြည်စုံသည်ဖြစ်ချမ်းရမ်းမပြည့်စည်ပဲလာသောလက္ခဏာသမင်ပညာရှိနှင့်အကျင့်သီလပတိတန္တာရနှင့်မပြည့်စုံသည်ဖြစ်အချမ်းရမ်းပြည့်စည်၍တကိုယ်ဒီလာတော့ကာလသမင်မိုက်ကို ကြည့်ကြကုန်ဟုဆုံးမစကားပြောကြကာတားနှစ်ယောက်နှင့် သက်သက်ဆုံးနေထိုင်သွားကြပါတယ်။ဤတို့လျင်မြတ်စွာဘုရားသည်အသိပစ္စုပန်နှစ်တန်သောဝတ္ထုတို့ကိုအနုတတိဆက်တော်မူလျက်ယဟန်တို့ထိုအခါကာလသမင်းသည် ယခုအခါဒေဝဒတ်ဖြစ်တယ်။ကာလသမင်း၏ပြိတ္တသည်ဒေဝဒတ်ပြိတ္တဖြစ်တယ်။လက္ခဏသမင်းသည်တာရိပုတ္တရာဖြစ်တယ်။လက္ခဏသမင်း၏ပြိတ္တသည်ဖျာပြိတ္တများဖြစ်တယ်။ မေတမင်မသည်ယာဟုလာမေတော်ဖြစ်တယ်။အဖတမင်မင်းသည်ငါဖျားဖြစ်လာပြီဟုဇတ်တော်ကိုပေါင်းတော်မူပါရဲ့။အနှစ်ချုပ်လက်လျင်သွာလာနေတိုင်းမူ၌တတိရှိသူနှင့်မရှိသူကွာခြားပုံကိုတတိထာမိစေရန်ဖြစ်ပါ၏။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခမညာ။